2025အတွက် JYP Entertainment ရဲ့အစီအစဉ်အသေးစိတ်အားလုံးမင်္ဂလာပါတောင်ကိုရီးယား K-pop လောကရဲ့အဓိကထောက်တိုင်ကြီးတွေဖြစ်ကြတဲ့ BIG3 တွေက JYP Entertainment ဟာ2025အတွက်သူတို့ရဲ့အစီအစဉ်တွေကိုချပြပေးလာပြီးပြည်သက်တွေဘာတွေမျှော်လင့်ထားလို့ရမလဲဆိုတာအသေးစိတ်ထုတ်ပြောပြလာခဲ့ပါတယ် ဝေါ်တော်တွေကနေစလို့အပန်အစ်ထွက်ရှိတဲ့ကိစ္စတွေအထိ2024နောက်ဆုံး၄ပိုင်းစိတ်ကရလက်တွေပုံမူတည်ပြီး2025ကိုပြင်ဆင်ထားတယ်လို့ entertainment ဘက်ကဖော်ပြထားပါတယ်။ဒီတော့ JYP ပြည်သက်တွေအတွက်2025မှာဘလို့ရင်ခုန်စရာတွေစောင့်နေမလဲဆိုတာကြည့်လိုက်ကြရအောင်။ JYP လို့ပြောလိုက်တာနဲ့ပြိသက်တွေအားလုံးပြေးမြင်မိကြတာကတော့ Twice ပါပဲ JYP ကို Twice ကတိစောက်ပေးထားခဲ့ပြီးအနုပညာသက်တမ်း၁၀နှစ်ထဲကိုရောက်နေတဲ့အထိ Entertainment နဲ့ဆက်ဆံရေးပြည်လဲပြီးနားလည်မှုရှိရှိရှေ့ဆက်နေကြပါဗျာ twice ဟာဒုတိယစာချုပ်သက်တမ်းမှာအဖွဲလိုက်လှုပ်ရှားမှုတွေအပြင်တကူရောလှုပ်ရှားမှုတွေနဲ့ sub unit လှုပ်ရှားမှုတွေကိုပါပုံမှုပြီးတော့အသားပေးလာခဲ့ပါတယ်။ဒါ့အပြင်တရုတ်ဆောင်ဘက်ကပါခြေဆန့်ကြည့်နေတဲ့မန်မာတွေရှိနေကြပြီးဒီနှစ်ထဲမှာလည်းအများကြီးမျှော်လင့်နိုင်အောင်မှာပါ။ twice ဟာ2025အတွင်းအဖွဲလိုက် sub unit နဲ့တကူရောလှုပ်ရှားမှုတွေအများကြီးရှိကြမယ်လို့ JYPE ကဆိုလာပါတယ်။လက်ရှိမှာ Twice ရဲ့ unit တစ်ခုဖြစ်တဲ့ Misamo ကအောင်မြင်မှုကြီးကြပ်ရရှိနေပြီးဂျပန်မြို့ကြီးသုံးမြို့မှာ Dome Concert 6ခုပြုလုပ်ရင်းသမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါအပြင်မမတာဟွန်းရဲ့တရုတ်ဆောင် project တွေကလည်းချီချူးမှုလက်ခုပ်တန်တွေအများကြီးရရှိနေပါတယ်။ JYP ကတော့2025အတွင်း Twice ရဲ့ World Tour အသစ်ရှိမယ်လို့အတည်ပြုပေးထားပါတယ်။ JYP ရဲ့ band ဖြစ်တဲ့ Day 6ဟာ2024မှာတော့ Go Chor Sky Dome မှာဖျော်ဖြေပွဲပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံး band အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 2025မှာ Dake 6 Bottle ဆက်ရှိနေမှာဖြစ်ပြီးမေလရဲမှာ Jakarta မှာ Stadium Concept ပြုလုပ်ဖို့ရှိပါတယ်။ Strikes ဟာမြို့ပေါင်း34မြို့ကဖျော်ဖြေပွဲ55ပွဲနဲ့ပရိသတ်ပေါင်း2.2တန်းကိုစံချိန်တင်ဆွဲဆောင်နိုင်ခဲ့တာလက်တော်လေးကမှာပါ။ Strikes က US Silchat တွေကိုလည်းဆက်လက်လွှမ်းမိုးထားပြီးအယောင်ရဆုံး K-pop artist အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါအပြင် Stray Kids ဟာ Billboard 200မှာ Album 6ချက်နဲ့စက်တိုက်ထိပ်ဆုံးကရပ်တည်နိုင်နေသလို Billboard Hot 100မှာလည်း၃ချိန်စက်တိုက်ပါဝင်ခဲ့ပါတယ်။2025မှာ Stray Kids က Album အသစ်နှစ်ခုလာဖို့ရှိနေပြီးနောက်ထပ်စံချိန်အသစ်တွေထပ်ပြီးတင်အောင်မှာလည်းဖြစ်ပါတယ်။ easy နဲ့ပတ်သက်ရင်တော့ပြည်သက်တွေကအဖွဲလိုက်ရောဒီကိုရောလှူရှားမှုတွေပါမျောနိုင်တယ်လို့အယ်ဘမ်အသစ်တွေနဲ့ tour တွေလည်း2025အတွင်းမှာလာမယ်လို့သိရပါဗျ။ မမရဲ့ကြီးကအခုလောလောဆယ်တကူရောပွဲဥထွက်ကို promotion ဆင်းနေပြီးပြိသက်တွေကနောက်တစ်ယောက်ရဲ့ solo ကိုလည်းမျှော်လင့်နိုင်အောင်မလားဆိုတာရင်ခုန်နေကြပါဗျ။ အမစ်ကတော့မီနီအယ်ဘမ်တစ်ချက်ထွက်လာဖို့ရှိပြီးလက်တင်အမေရိကနဲ့အာရှမှာဖန်ကွန်ဆက်တွေပြုလုပ်ဖို့စီစဉ်ထားပါဗျ။ MS နာမည်ကြီးလာတာနဲ့အမျှကြော်ညာရေကူးရေးတွေလည်းပိုများလာနေတယ်လို့သိရပါဗျ။ Recording Academy ရဲ့2025အတွင်းစောက်ကြည့်တဲ့ K-pop အဖွဲ့အစ်စရင်မှာထည့်သွင်းဖော်ပြခြင်းခံထားရတဲ့ Kiflip ဟာပြည်ရင်းပြည်ပမှာစိတ်ဝင်စားမှုတွေ့မြင်ရရှိလာပါဗျ။အထူးသဖြင့် Kiflip က streaming ပိုင်းတက်လာသလိုသူတို့ရဲ့ TikTok အကောင့်ကလည်းမကြသေးမီကပဲ follower 1 million ပြည့်သွားခဲ့ပါဗျ။ ဒါပြင်ညီစီယူ Nest Feature A2K နဲ့ Project Zero လို့နိုင်ငံခြားအဖွဲ့တွေရဲ့ကမ်ဘတ်တွေကိုလည်းမြင်တွေ့ရမှာဖြစ်သလို JYP Asian Soul ရဲ့ကမ်ဘတ်လည်းရှိလာမယ်ဆိုတာသိချာနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။